မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ AP လ18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တရက်ကုန်းရွာစစ်ကောင်စီအုပ်စုစခန်းကို AP လ15ရက်နေ့ကစီးနှင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့စစ်ကောင်စီအုပ်စုအလောင်း20ကျော်နဲ့လက်နက်40ကျော်ကိုသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် AP လ15ရက်နေ့မနက်9:00ကျော်အချိန်မှာမင်းမျိုးနယ်နောင်ချိုကြားနောင်ချိုနယ် တေရကုန်းရွာစစ်ကောင်စီအုပ်စုစခန်းကိုစီးနှင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ညနေ၄နာရီခွဲကျော်မှာစခန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါဗျ။အေပီလ၁၅ရက်နေ့မနက်၅နာရီခွဲကမှလောင်ချုံမြို့နယ်တေရကုန်းကျေးရွာမှာရှိတဲ့စစ်ကောင်စီစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့ညနေ၄နာရီ၄၅မိနစ်ဝန်းကျင်ခန့်မှာအပိသက်သိမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။တေရကုန်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကိုစစ်ကူလာတဲ့ စစ်ကူစစ်ကြောင်းနှစ်ကြောင်းကိုထပ်မံပိတ်ဆို့တိုက်ခိုက်ရာအထူးကအကြဆုံးများစွာနဲ့ဆုတ်ခွာသွားတယ်လို့သိရပါဗျ။တရက်ကုန်းတိုက်ပွဲအတွင်းမှာလက်နက်ငယ်40ကျော်60မမနှစ်လက် drone jammer တစ်ခုခဲရန်အမြောက်အများအပါဝင်စစ်ကောင်းစီအလောင်း20လောင်းကိုတင်းစီရမိခဲ့တယ်လို့မန္တလေး PDF ကဖော်ပြထားပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာပြည်သူ့ကာကွယ်တပ်မတော်မန္တလေးဘက်ကလည်းပေးဆက်မှုတချို့ရှိခဲ့တယ်လို့မန္တလေး PDF ကဖော်ပြထားပါဗျ။စစ်ကောင်းစီအုပ်စုဟာမြို့ရွာတွေထဲမှာစီးနှင်းတက်ဆွဲရမှာ တာသနိကအဆောက်အုံနဲ့စာတင်ကြောင်းတွေမှာနေရာယူတက်ဆွဲလေရှိပြီးတော့တရကုန်းကျေးရွာမှာလဲတာသနနယ်မြေဖြစ်တဲ့ဇေဒီဘော်နဲ့စာတင်ကြောင်းမှာအခိုင်အမာတက်ဆွဲပြီးတော့ခံစစ်ပြင်ထားတာဖြစ်တယ်လို့မန္တလေး PDF ကဆိုပါတယ်။ဒါအပြင် AP လ14ရက်နေ့ည9နာရီကလည်းမင်းမျိုးကစစ်ကောင်စီအုပ်စုရဲ့စစ်တပ်ကတော့ DSC ကို short တိုက်ဒုံးအလုံး20ခန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ short တိုက်ဒုံးတွေဟာ DSC ကြောင်းဝင်အတွင်းကိုချက်ရောက်ပောက်ကွဲခဲ့ပြီးတော့စစ်ကောင်စီအုပ်စုရဲ့ထိခိုက်မှုအခြေအနေတွေကိုတော့စုံစမ်းနေတယ်လို့သိရပါတယ်။ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကနှစ်သက်ကူကာလမှာစစ်ကောင်စီရဲ့အသေးနှလုံးမျိုးတော်ကိုပစ်ခတ်တိုက်ခိုက်ခြင်းနဲ့စစ်ကောင်စီရဲ့အခြေစိုက်စခန်းတစ်ခုကိုတိမ့်ပိုက်ခဲ့ခြင်းကိုနှစ်သက်ကူလက်ဆောင်အဖြစ်နဲ့ပြည်သူ့ထံကိုပေးပို့လိုက်ပါတယ်လို့မန္တလေး PDF ကဖော်ပြထားပါတယ်။ AP လ15ရက်နေ့ကနောင်ချိုနယ်တရက်ကုန်းရွာမှာ တနေကုန်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီအုပ်စုကလက်နက်ကြီးနဲ့ထုတာကြောင့်ရွာကပျက်စီးသွားတယ်လို့ဒေသခံကပြောဆိုခဲ့ပါတယ်။တရက်ကုန်းရွာကနောင်ချုံမြို့နယ်ထဲမှာပြည်ဦးလွင်နဲ့ဆို၈မိုင်လောက်ဝေးတယ်။ဘုံကြီးကျောင်းစာတင်ကျောင်းတွေအကုန်ပြာကျကုန်ပြီးတနေကုန်ပြစ်နေတာလို့ဒေသခံတဦးကပြောဆိုခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်စီဇန်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာအမတ်တ900ခွန်နဲ့ ခမရ906တက်ရင်တို့ကဗိုလ်ကြီးဝေလင်းမောင်နဲ့စစ်ဘိုးအောင်ကျော်ထွန်းအပါဝင် စစ်သား15ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒကြံကာလာအတွင်းစီဆိုင်မြို့နယ်ကိုအကြမ်းဖက်စစ်ကောင်စီကစစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်တော်လိုင်းရေးတပ်ဖွဲ့များနဲ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ AP လ15ရက်နေ့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့အမတ်900တက်ရင်နဲ့ခမရ906တက်ရင်ကဗိုလ်ကြီးဝေလင်းမောင်စစ်ဘိုးအောင်ကျော်ထွန်းနဲ့ ဒုတက်ချက်အောင်မျိုးထွန်းအပါဝင်စစ်သား73ဦးတေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါပြင် AP လ14ရက်နေ့ကလည်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကအရာရှိ71ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးတော့2ဦးဟာအောင်ပန်းဂရင်900ဆေးရုံအတွင်းမှာတေဆုံးသွားတယ်လို့သိရပါတယ်။အကြမ်းဖက်စေကောင်စီကပအိုဒေတာကိုလက်နက်ကြီးများလေရင်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်ကလေးငယ်များအပါအဝင်ဒေတာတွင်ပြည်သူများဟာထိခိုက်ဒေဆုံးနေပြီးတော့ပအိုလူမျိုးများအထွတ်အမြတ်ထားတဲ့ ဘာသာရေးဆိုင်ရာအဆောက်အဦများကိုလည်းအကြမ်းဖက်စစ်ကောင်စီကပြစ်မှတ်ထားပြီးတော့ဖျက်ဆီးလျက်ရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့မြန်မာထိုင်းနယ်ဆက်ကရင်ပြည်နယ်မြောက်ရည်မြို့ကကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့ခလာရ295စစ်ကောင်စီတပ်ရင်းအနီးကို AP လ16ရက်နေ့မနက်10:00နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေပြီးတော့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ခလာရ2ခွန်5တရင်မှာကရင်အလံလွှင့်ထူပြီးနောက်တနေ့မှာစိတ်ကောင်းစီက MiG 29 Jet Fighter ၄ရင်နဲ့လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်မှုတွေကိုတော့မသိရသေးဘူးလို့ပြောဆိုခဲ့ပါတယ်။မြောက်ဒီမှာကတော့ပုံမှန်ပဲဘာသာမှတော့မကြားရသေးဘူးပုံမှန်သွာလာနေကြပါတယ်လို့မြို့ကန်တအူးကပြောဆိုခဲ့ပါတယ်။ AP လ73ရက်နေ့ကတော့မြောက်ဒီမြို့ကိုစစ်ကူလာတဲ့တင်ကားတွေပါဝင်တဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ကြားပြူစစ်ကြောင်းကသတင်းထုတ်ပြန်ထားပါတယ်။ KNL ပူပေါင်းတပ်တွေကမြောက်ရီမြို့ကစစ်ကောင်စီရဲ့တင်ကန်းညီနောင်အခြေစိုက်တရင်တွေကို AP လ9ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့မြို့ဆောင်တပ်ဖြစ်တဲ့ခလာရ205ကိုလည်း AP လ17ရက်နေ့မှာသိမ်းယူခဲ့တာဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့စစ်တပ်ကတို့အပတ်စဉ်45ဆင်းဒုတိယဗိုလ်မှူးကြီးတအူးဟာရှေ့တန်းကိုလိုက်ပါသွားပြီးတော့နှစ်ရက်အကြာမှာ ိုက်ပွဲကျသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝဲဆိုသူဟာတိုက်ပွဲမှာတေဆုံးသွားတဲ့အကြောင်းကို၎င်းရဲ့ဦးလေးတော်ဆက်သူစစ်တပ်အရာရှိဟောင်းက Facebook လူမှုကွန်ရက်ပေါ်မှာရေးသားထားတာကိုတွေ့ရပါတယ်၎င်းတို့ရဲ့မိတ်ဆွေများကလည်းဝန်ထဲကြောင်မှတ်ချက်ပေးကြတယ်လို့တချို့ကလည်းလောင်ပြောင်ထားတာကိုတွေ့ရပါတယ်သူအငယ်ဆုံးက45ကျောင်းစင်းတိုက်ရဲမှုဒုတိယဗိုလ်မှူးကြီးဖြစ်ပြီးဒီနေ့ပဲသူ့ကိုနှစ်ယောက်နောက်လိုက်သွားရရှာတယ် ခရီးသွားတာကမှနှစ်ရက်ပဲရှိသေးတယ်လို့အနိုင်မဲ့ရင်ွယ်အမည်နဲ့ Facebook သုံးဆွဲတဲ့စစ်တပ်အရာရှိဟောင်းကအေပီလ15ရက်နေ့မှာရေးသားထားတာကိုတွေ့ရပါတယ်။အဲ့ဒီစစ်တပ်အရာရှိဟောင်းမှာ2-3ဦးရှိပြီးတော့ကျန်တဲ့2ဦးဟာလွန်ခဲ့တဲ့နှစ်အနည်းငယ်ကတေဆုံးခဲ့ပြီးဖြစ်ပြီးတော့ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းတေပြီးတဲ့နောက်မှာဒီနေ့ပဲသူ့အကိုနှစ်ယောက်နောက်လိုက်သွားရရှာတယ်လို့ရေးသားထားခြင်းဖြစ်တယ်လို့တွေ့ရပါတယ်။ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းဟာဘယ်တိုက်ပွဲမှာတေဆုံးခဲ့လဲဆိုတာကိုမသိရပေမဲ့စစ်တပ်ကတော့အပတ်စဉ်45ဆင်းဖြစ်ကြောင်းကို ၎င်းရဲ့ဆွေမျိုးများတင်ထားတဲ့ဓာတ်ပုံမှတ်တမ်းတွေအရသိရှိရပါတယ်။၎င်းရဲ့နာရေးကို AB လ15ရက်နေ့ညနေကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတော့အဲ့ဒီနာရေးဓာတ်ပုံတွေမှာဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းနဲ့အတူစစ်ကောင်စီတပ်သားတေဆုံးသူ9ဦးထက်မနည်းရဲ့ရုပ်အလောင်းများကိုခေါင်းတလားတစ်ခုချင်းစီမှာထည့်ပြီးတော့လွမ်းသူပန်းခွေများကိုချိတ်ဆွဲထားတာကိုတွေ့နေရပါတယ်။ဒါကြောင့်ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းနဲ့အတူစစ်ကောင်စီဘက်က9ဦးထက်မနည်းတေဆုံးခဲ့ခြင်းဖြစ်တယ်လို့သုံးသပ်ရပါတယ်။ရင်ဆိုင်တိုက်ပွဲဖြစ်ချိန်မှာဘာမှမဖြစ်ခဲ့ပဲနဲ့ ်ပြန်ဆုတ်ခွာချိန်မှာပြစ်ခတ်ခံရခြင်းဖြစ်တယ်လို့စစ်တပ်ထောက်ခံသူတအူးကရေးသားထားတာကိုလည်းတွေ့ရပါတယ်။ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းဟာအခုရက်ပိုင်းမှာဖြစ်ပွားနေတဲ့ကော့ကရိတ်မြောက်ရီအာရှလန်တိုက်ပွဲမှာ KNL နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်တေဆုံးသွားခြင်းဖြစ်နိုင်တယ်လို့ကော့ကရိတ်မှာရှိတဲ့စစ်ရေးသတင်းအရင်းမြစ်ကတုံ့တက်ပြောဆိုထားပါတယ်။တော်လိုင်းအင်အားစုများထိန်းချုပ်ထားတဲ့မြောက်ရီမြို့ကို ပြန်လဲသိမ်းယူဖို့ဆိုပြီးတော့စစ်ကောင်စီကတင်ကားများတန်ချက်ကကားများကိုတုံးပြီးတော့စစ်ကြောင်းထိုးဖို့ကြိုးစားနေတာကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကကော့ကရိတ်မြို့နယ်ကနေစောင့်ပြီးတော့တိုက်ခိုက်နေခြင်းဖြစ်ပြီးစစ်ကောင်စီစစ်ကြောင်းအထိနာနေတယ်လို့သိရပါတယ်။ဒါ့အပြင်အခုရပိုင်းတွေအတွင်းမှာရခိုင်ပြည်နယ်၊ကချင်ပြည်နယ်၊ကယင်နီပြည်ပြင်ဦးလွင်နဲ့နောင်ချိုမြို့နယ်အဆက်တွေမှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်ကတေဆုံးတဲ့ဒဏ်ရာရရှိသူတွေများပြားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းပလောမြို့နယ်မှာရှိတဲ့အကြံဖတ်စစ်ကောင်စီရဲ့အမှတ်ဆက်နဲ့တိုင်းဗဟိုလေ့ကျင့်ရေးတင်နန်းကျောင်းနဲ့စစ်စေးရိတ်ဂိတ်တို့ကို၃ရက်ဇက်တိုက် drone နဲ့ဘုံကျဲတိုက်ခတ်ရာစစ်ကောင်စီတပ်သား၁၀ဦးထက်မနည်းထိခိုက်ဒေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်အေပီလာ9ရက်နေ့ကနေပြီးတော့17ရက်နေ့အထိပလောဒေတာကာကွယ်တပ်ဖွဲ့ဟာအကြံဖတ်စစ်ကောင်စီရဲ့ပလောမျိုးနဲ့ပလောက်မျိုးခွဲအမှတ်7နဲ့တိုင်းဗဟိုလေ့ကျင့်ရေးတင်နန်းကျောင်းနဲ့ထမင်းမဆဆစ်စေးဂိတ်တို့ကို ဒရုန်းနဲ့ဘုံသည်အလုံး40ကျော်ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အမတ်ဆက်နဲ့တိုင်းဘို့လေးကျင်ရေးတင်တန်းကြောင်းဟာစစ်မှုထမ်းဥပဒေနဲ့အကြမ်းဖက်စစ်ကောင်စီကတနင်္လာရီတိုင်းမှာရှိတဲ့စစ်သားတပ်များကိုစုဆောင်းပြီးတော့စစ်တင်တန်းပေးနေတဲ့နေရာဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်သား2ဦးသေဆုံးပြီးတော့3ဦးထိခိုက်ဒဏ်ရာရရှိကာစပ်ဖို့ဆောင်တစ်ခုပျက်စီးခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ထမင်းမဆန်းစစ်ဆေးရေးဂိတ်ကိုတိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား၁၀ဦးထက်မနည်းထိခိုက်ဒေဆုံးမှုရှိခဲ့ပြီးတော့အရေအတွက်အတိအကျကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။တင်နန်းကျောင်းကိုတိုက်ခိုက်တာကဒကောင်သေးတယ်၊သုံးကောင်ဒဏ်ရာရတယ်၊စဖိုးဆောင်တစ်ခုပျက်စီးသွားတယ်၊ထမင်းမဆားစစ်စေးရေးဂိတ်ကိုတိုက်ခိုက်တာ၁၀ကောင်ထက်မနည်းထိခိုက်ဒဏ်ရာရတယ်။အတိအကျကိုတော့စုံစမ်းနေဆဲပါလို့ပလောဒေတာကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ပလောမြို့နယ်မှာတိုက်ပွဲတွေပုံမပြင်းထန်လာနိုင်တဲ့အတွက်ကြောင့်ပြည်သူတွေအနေနဲ့စစ်ရေးသတိရှိကြဖို့နဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရင်နန်းတွေနောက်ကို တ်မလိုက်ကြရန်ဘုံခိုခြင်းများကိုတူးထကြရန်နဲ့ဒေတာတွင်ပြည်သူကာကွယ်တပ်ဖွဲ့များရဲ့ထုတ်ပြန်ချက်များကိုလိုက်နာပေးကြရန်ပလောဒေတာကာကွယ်တပ်ဖွဲ့ကတတိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တော်လန်ရေးတပ်တွေတိုက်ခိုက်တာကိုမကြာခဏခံနေရတဲ့တရချောင်းမြို့နယ်ဝင်းဝရွာတပ်စခန်းကုန်းကစစ်ကောင်စီတပ်သား3ဦးဟာကြံအကြနေမှာအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အလင်းဝင်လာတဲ့သူတွေဟာဝင်းဝရွာတပ်စခန်းကုန်းမှာတာဝန်ကျနေတဲ့တရချောင်းမြို့အခြေစိုက်တပ် ခမရ405တိုင်ရင်ကတပ်သားအဆင့်ရဲဘော်2ဦးနဲ့ခမရ403တိုင်ရင်ကတပ်သားအဆင့်ရဲဘော်2ဦးတို့ဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဝင်းဝတပ်စခန်းကနေတဆင့် KNL နဲ့ပြည်သူ့ကာကွယ်ပူးပေါင်းထားတဲ့ Federal စစ်ကြောင်းကိုဆက်သွယ်ပြီးတော့အလင်းဝင်လာတာဖြစ်တယ်လို့ Federal စစ်ကြောင်းကဒုစစ်ကြောင်းမှုကိုမင်းထက်ကပြောဆိုခဲ့ပါတယ်။တနက်တွေတော့ပါမလာဘူးစစ်တပ်ကလူတွေကိုအနိုင်ကျင့်တာတွေအများများလာလို့ အဲ့ဒါကြောင့် လုံးဝမနေချင်တော့လို့ထွက်လာတာမရရအောင်ထွက်လာတာလို့ဒုစစ်ကြောင်းမှုကပြောပြလာပါတယ်အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားတွေမှာတနက်တီတော့ပါမလာပြီမဲ့အီနာကဘုံဒီ၃လုံးနဲ့ကြီးစံတွေကိုယူဆောင်လာခဲ့တယ်လို့ဆိုပါတယ်ဒုစစ်ကြောင်းမှုကိုမင်းထက်ကတော့သူတို့ယူဆောင်လာတဲ့ခဲရန်တွေရဲ့ကာလပေါက်ဈေးအတိုင်းစုချင်းငွေတွေချင်းမြင့်ဓာတ်တွေလှုပ်ဆောင်သွားမယ်လို့ပြောဆိုခဲ့ပါတယ်လက်ရှိမှာလည်းအလင်းဝင်လာတဲ့သူတွေကိုကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားပြီးတော့သူတို့ရဲ့ဆန္ဒအတိုင်းတွားကျင်တဲ့နေရာကိုကူညီပို့ဆောင်ပေးသွားမယ်လို့ဒုစစ်ကြောင်းမှုကပြောဆိုထားကြောင်း သတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စည်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ